ဆိုင်ရည်သူဆရာသက်လုံရေးသားထားတဲ့တတိယနာဖြင့်နားထောင်ခြင်းဆိုတဲ့ဆောင်းထဲကငါသည် လူညက်လူဖြင်းမဟုတ်ဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်။ကျမတို့စာဖတ်သူခွန်ရှချူပါ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါတယ်ရှင်။ငါသည် လူညက်လူဖြင်းမဟုတ်တချို့လူတွေကငါကလူတော်ဖြစ်ပါတယ်ဆိုပြီးတော့မိမိကိုမိမိတန်ဖိုးဖြတ်ကြတယ် တချို့လူတွေကတော့ငါလူညံ့လူဖျင်းဖြစ်တယ်ဆိုပြီးတော့မိမိကိုမိမိတံမိုးဖြတ်ကြတယ်ပထမအမျိုးအစားကမိမိကိုမိမိယုံကြည်မှုရှိတဲ့လူအမျိုးအစားဖြစ်ပြီးတော့ဒုတိယအမျိုးအစားကမိမိကိုမိမိယုံကြည်မှုကင်းမဲ့တဲ့လူအမျိုးအစားဖြစ်ပါတယ်တချို့ကထင်ကြတယ်မိမိကိုမိမိယုံကြည်မှုရှိဖို့ကတတိရှိဖို့လိုပြီးတော့အကြောက်တရားကိုနိုင်နင်းထားမယ်လို့ထင်နေကြတယ်မဟုတ်ပါဘူးမိမိကိုမိမိယုံကြည်မှုက မိမိကိုမိမိအမှန်အတိုင်းသိမှုဟာနေစင်ပွားလာတဲ့စွမ်းရည်ဖြစ်တယ်လို့စိတ်ဓာပေတာပညာရှင်တွေကမိတ်ဆုံကြပါတယ်။ဒါကြောင့်မိမိကိုမိမိယုံကြည်မှုကိုကြုံတွေ့နေရတဲ့အခြေအရလည်းမတက်မတ်နိုင်ပါဘူး။ကြုံတွေ့နေရတဲ့လူတွေကလည်းမတက်မတ်နိုင်ပါဘူး။ဒီလူတွေကိုကျွန်ုပ်တို့ကဘာထင်နေဆိုတာကလည်းမတက်မတ်နိုင်ပါဘူး။ကျွန်ုပ်တို့ကိုကျွန်ုပ်တို့ထားရှိတဲ့သဘောထားအမြင်အားသာ မိမိကိုမိမိယုံကြည်မှုကိုတံမိုးဖြတ်ပေးပါလိမ့်မယ်။ဒါကြောင့်မို့လို့မိမိကိုမိမိပို့ပြီးတော့ယုံကြည်လာစေဖို့ကကျွန်ုပ်တို့အရှိအတိုင်းတည်တက်ဖို့ပဲဖြစ်ပါတယ်။ဘာကောင်ဖြစ်မယ်လို့ထင်မှတ်တာနဲ့လည်းမဆိုင်သလိုငယ်တော့ကလူကြီးသူမှဆရာသမားတွေကပြောခဲ့တဲ့ဘလို့လူမျိုးဖြစ်ရမယ်ဆိုတဲ့ထင်မှတ်ချက်တွေနဲ့လည်းမဆိုင်ပါဘူး။မိမိကိုမိမိအရှိအတိုင်းသာတည်ထားဖို့လိုအပ်ပါတယ်။မိမိကိုမိမိအရှိအတိုင်းတည်ဖို့ မလွယ်ကူကြအောင်ဝန်ခံပါတယ်ဒါပေမဲ့မိမိကိုမိမိယုံကြည်မှုစွမ်းရည်တိုးတက်လို့ရင်စ조사ရမှာပဲဖြစ်ပါတယ်မိမိရဲ့ကိုယ်တွင်းကိုမိမိပြန်ကြည့်ရမယ်မိမိရဲ့ဉာဏ်ဖြင်းချက်တွေအားနည်းချက်တွေကိုဖော်ထုတ်ရမယ်ကျွန်ုပ်တို့ရဲ့ကြောက်ရွံ့မှုတွေနဲ့မအောင်မြင်ဖြစ်ရမှုတွေအရင်းမြစ်တွေကိုဖွေရှာဖော်ထုတ်ရပါမယ်ဒါတွေမကသေးပါဘူးကျွန်ုပ်တို့ရဲ့အားနည်းချက်တွေ သို့မဟုတ်ကျွန်တို့တို့ရဲ့အစွမ်းထက်မြက်ချက်တွေကိုလည်းတမိုးဖျက်ကြရပါတယ်။တခုတော့ရှိတယ်။အားနည်းချက်ကိုတမိုးဖျက်ခြင်းဖြစ်ဖြစ်အားသာချက်ကိုတမိုးဖျက်ခြင်းဖြစ်ဖြစ်ဘယ်ဟာကိုမှချဲ့ထွင်ပြစ်ခြင်းမလုပ်ရသလိုဘယ်ဟာကိုမှချုံပြစ်လိုက်ခြင်းမပြုလုပ်ရပါဘူး။ကြီးရွယ်ချက်ကတော့ကျွန်တို့တို့ကိုကျွန်တို့အမှန်အတိုင်းတမိုးဖျက်တာပဲဖြစ်ပါတယ်။မိမိကိုမိမိယုံကြည်မှုကင်းမဲ့တာပုံစံအမျိုးမျိုးနဲ့ကိုထင်ပြတတ်တယ် သူတို့တွေကတော်ကြတယ်။ငါသူတို့လိုမတော်ဘူးညံ့နေဖြင်းနေဆိုတဲ့ဘဝနှိမ်ကြတဲ့ခံစားမှုအဖြစ်လဲကိုချင်းပြတတ်တယ်။မိမိကိုမိမိစိတ်တိုင်းမကြတာမိမိကိုမိမိအထင်သေးတာမိမိကိုမိမိမုန်းတီးတာဒီလိုအသွင်မျိုးကိုလည်းယူတတ်ပါတယ်။ဒီသဘောထားတွေဖြစ်ပေါ်လာရင်မိမိကိုမိမိယုံကြည်မှုကင်းမဲ့နေတယ်လို့ဆုံးဖြတ်ရမှာပဲဖြစ်ပါတယ်။မိမိရဲ့ညံ့ဖျင်းချက်တွေကိုပုံကြီးချက်တွေးတောမိပြန်ရင်လည်း မိမိရဲ့စိတ်ကိုမိမိညှင်းဆဲရရောက်တယ်။ဒီလိုတွေးတောသဘောထားခြင်းဟာတကယ်တော့မိမိကိုမိမိမသိတာမိမိကိုမိမိမလေးစားတာပဲ ဖြစ်ပါတယ်။ဒါပေမဲ့ကျွန်ုပ်တို့ဟာမိမိကိုမိမိမသိပဲမလေးစားပဲနဲ့တခြားလူတွေကိုတိတက် လေးစားတတ်မှာမဟုတ်ပါဘူး။မိမိကိုမိမိသိအောင်လှုပ်ချင်းဆိုတဲ့ပထမခြေလှမ်းကိုလှမ်းပြီးရင်ဆက်လက်လှမ်းရမယ်ဒုတိယခြေလှမ်းကတော့ မိမိမှာယုံကြည်မှုကင်းမဲ့နေရတာဘယ်ရစပြီးဖြစ်ပေါ်လာရလဲဆိုတာကို နားလည်အောင်ကြိုးစားတာပဲဖြစ်ပါတယ်။များသောအားဖြင့်ဖြစ်တတ်တာအငယ်စဉ်တောင်ကြီးကလေးဘဝမှာမြစ်ဖြားခံခဲ့တာဖြစ်ပါတယ်။ကလေးဟာမိမိဘာသာမိမိမစွမ်းဆောင်နိုင်မှုတစတစပိုတိလာပြီးစွမ်းအားရှိသူ လူကြီးတွေကိုမိခိုလာတယ်။ဒါပေမဲ့အနှင်းငယ်ကြီးလာတဲ့အမျှကလေးဟာသူ့ဘာသာသူလောက်တက်လာပြီးတော့မိမိကိုမိမိယုံကြည်မှုတိုးတက်လာရတယ်။ ဒါပေမဲ့အလိုလိုက်လုံးနဲ့ဒါမှမဟုတ်ယူရလုံးနဲ့လူကြီးမိဘတွေရဲ့လောင်းရိပ်ကြောင့်ကလေးကမိခိုလွန်ခဲ့ပြီးတော့မိမိကိုမိမိယုံကြည်မှုကင်းမဲ့လာတတ်တယ်။အချို့သောလူကြီးမိဘတွေရပြန်တဲ့အခါအလွန်ကိုတင်းကျပ်ပြီးစီကတ်နေချမှတ်လို့တော့ကလေးကမိမိဘာသာမိမိလောက်ကန်ရစွမ်းနဲ့ညံ့ဖျင်းကုန်ပြီးအညွတ်ကျိုးလာတယ်။ဒါကြောင့်စီကတ်တိတ်တင်းကျပ်တဲ့လူကြီးမိဘရဲ့လက်ထွက်ကလေးတွေက တင်ဝက်ပြပြကြတာမှန်ပေမဲ့အညွတ်တုံးတယ်လို့ဖြစ်ပြီးတော့မိမိကိုမိမိယုံကြည်စိတ်နှဲပါလာရတယ်။စီးမဲ့ကံမဲ့လွတ်ထားလိုက်ရင်မိမိကိုမိမိယုံကြည်စိတ်လွန်ကဲသွားခြင်းအစွန်းနဲ့စီးကန့်သိပ်တင်းကျပ်လိုက်ရင်မိမိကိုမိမိယုံကြည်စိတ်ခေါင်းပါပြီးအညွတ်ကျိုးသွားတယ်ဆိုတဲ့အစွန်းနှစ်ဖက်ကိုလွတ်အောင်ရှောင်ပြီးတော့ကလေးတွေကိုထိတ်ကုတ်ဖို့လူကြီးမိဘတွေမှာတာဝန်ရှိပါတယ်။ငယ်စဉ်တောင်ကြီးကလေးဘဝမှာအခြေခံခဲ့တဲ့ မိမိကိုမိမိမယုံကြည်စိတ်ကိုတိရပီးပြီးဆိုရင်ပပျောက်အောင်ဆောင်ရွက်မယ်လို့တန်နိုင်ထံချမှတ်ပြီးလောက်ကင်စရာတွေကိုစတင်လောက်ကင်ဖို့ပဲဖြစ်ပါတယ်တကယ်ဆိုရင်လူတိုင်းမှာမိမိကိုမိမိထင်ထားတာထက်ပိုပြီးတော့စွမ်းဆောင်နိုင်တဲ့စွမ်းရည်ရှိစမြဲဖြစ်ပါတယ်လူဟာတနည်းအားဖြင့်ပြင်းရည်တယ်ဝိရိယကိုလူရာထက်ပိုပြီးတော့မထုတ်ချင်သလိုမိမိတို့မှာရှိနေတဲ့စွမ်းရည်တွေကိုရှိသလောက်ထုတ်မသုံးကြပါဘူး ဒီလိုမျိုးနဲ့တည်တာသွားရတဲ့ရှိတဲ့စွမ်းရည်ကိုပြည့်ပြည့်ဝဝထုတ်မသုံးလိုက်ရတဲ့လူတွေမြောက်များစွာရှိပါတယ်။နှမျောစရာမလိုပါဘူး။စွမ်းရည်ဆိုတာကုံသွားရဆိုပြီးမရှိဘူး။ထုတ်သုံးလေလေပို့ပြီးတော့ထက်မြက်လာလေလေပဲဖြစ်ပါတယ်။တခါတရံမိမိကိုမိမိယုံကြည်စိတ်ခေါင်းပေါင်းမှုဖြစ်ပေါ်ရခြင်းရတခြားလူတွေရဲ့စွမ်းရည်ကိုအလွန်အကျူးအထင်ကြီးမှုနဲ့တံမိုးဖျက်မိရာကြောင့်လည်းဖြစ်ပါတယ်။ဟဲ့ तू ကတိတ်တော်တာပဲ။ ငါတော့သူ့လောက်လုံနိုင်မယ်မထင်ဘူးဆိုပြီးတော့ကြိုးစားမကြည့်သေးပဲနဲ့မှတ်ချက်ချပြီးတော့ကိုတံပိုးကိုရှော့ပလိုက်တာကြိုးစားကြည့်ရမယ်သူ့လိုကြိုးစားကြည့်ရမယ်ဒီခါမှသူ့ထက်တာရင်လဲတာနိုင်တယ်သူ့လောက်အညီဖြစ်ကောင်းလဲဖြစ်နိုင်တယ်ဒါမှမဟုတ်သူ့ကိုမမှီပဲနဲ့လဲနေရင်နေမှာပေါ့တို့ပဲမဲ့မိမိရဲ့အရေးအသွေးကိုအမှန်တိုင်းသိရပြီဖြစ်တဲ့အတွက်မိမိအတိုင်းတာနဲ့မိမိတော့ယုံကြည်စိတ်အပြည့်ရှိလာတယ် မိမိကိုမိမိယုံကြည်ယုံနဲ့သူများထက်ထာဝရစင်တာလွန်ရမယ်ဆိုပြီးတော့မပြောနိုင်ပင်မဲ့မိမိကိုမိမိယုံကြည်လာတဲ့အမျှမိမိရဲ့စွမ်းရည်ပုံမထက်မြက်လာပြီးတော့တိုးတက်မှုမုတ်ချရပါတော့တယ်မိမိကိုမိမိယုံကြည်မှုရဲ့အနှစ်သာရကတော့မိမိကိုမိမိအမှန်အတိုင်းသိရပြီးမိမိကိုမိမိလေးစားတက်လာခြင်းဖြစ်ပါတယ်မိမိရဲ့စွမ်းရည်ရောက်နိုင်သလောက်စံချိန် မိမိရဲ့စွမ်းရည်လန်လန်မမီရဲ့နေရာစတာတွေကိုသိထားခြင်းဟာဘဝအောင်မြင်ခြင်းအတွက်ခိုင်မာလာတဲ့အခြေခံကြီးဖြစ်လာတယ်။လူတိုင်းမှာလန်လန်မမီကြရှုံရတဲ့အကွက်ရှိသလိုပဲလူတိုင်းမှာလန်လန်မီပြီးအောင်မြင်ရတဲ့အကွက်လည်းရှိစမြဲပါပဲ။သူတစ်ပါးထက်တာလုံရင်တာလုံမယ်မတာလုံမယ်နေခြင်းလည်းနေမယ်ဒါပေမဲ့ဘဝမှာအောင်မြင်ရတာပဲဖြစ်ပါတယ်။အောင်မြင်မှုဆိုတာလောကမှာလူအနည်းငယ်သာပိုင်ဆိုင်ခွင့်ရှိတဲ့အရာမဟုတ်ပါဘူး။ တမုတ်တရားကြီးတောက်လို့မကုံနိုင်တယ်လို့ဘဝရဲ့အောင်မြင်မှုဆိုတာလဲရယူခံစားလို့မကုံပါဘူး။ကမ္ဘာပေါ်မှာလူတစ်ထောင်အောင်မြင်ပါစေ။လူတစ်သောင်းအောင်မြင်ပါစေ။လူဆယ်သိန်းအောင်မြင်ပါစေ။လူသိန်းတစ်ထောင်အောင်မြင်ပါစေ။တင့်အတွက်အောင်မြင်စရာမကြံတော့ဘူးဆိုပြီးတော့ဘတော်မှပြောလို့မရဘူး။ဒါကြောင့်မိမိကိုမိမိအမှန်အတိုင်းသိအောင်ပြုလုပ်ပါ။ဒီလိုသိတဲ့အခါမှာမိမိမှာရှိနေတဲ့အားနည်းချက်တွေအားဖြည့်ပေးပါ။ အားသာချက်တွေကိုပို့ပြီးတော့တိုးတက်အောင်ပြုလုပ်ပေးပါ အစွမ်းကုန်သွားတဲ့အထိစံချိန်ကိုတိုးမြင့်ပေးပါလူဟာအလေးအကျင့်ပြုလုပ်ပေးခြင်းဖြင့်မိမိကိုမိမိယုံကြည်မှုတိုးတက်လာရတယ်ဒါကြောင့်အလေးအကျင့်ပြုလုပ်ရမှာမကြောက်ပါနဲ့မကျွမ်းကျင်သေးတာကိုကျွမ်းကျင်လာတဲ့အထိတိုးတက်လေးကျင်ပါကျွမ်းကျင်ပြီးသားကိုပိုင်နိုင်လာတဲ့အထိဆက်လက်လေးကျင်ပါလေးကျင်ခြင်းနဲ့ယုံကြည်မှု တိုးတက်စေတယ်မိမိကိုမိမိယုံကြည်ခြင်းဖြင့် မိမိကိုမိမိလေးစားတတ်မယ်မိမိကိုမိမိလေးစားတတ်သူဟာသူတစ်ပါးကိုလေးစားတတ်ပါတယ်ဒီနေရာလေးမှာတော့ဆိုင်းသူဆရာတက်လုံးရေးသားထားတဲ့ငါသည်လူညက်လူဖြင်းမဟုတ်ဆိုတဲ့ခေါင်းစဉ်လေးကတော့ပြီးဆုံးတော့ပါပြီရှင်ခွန်ရှာတော့နောက်ထပ်အပိုင်းမှာပြန်လည်ဆုံတွေ့ကြမယ်နော်